တကယ်ချင်းရင်ဆွေးထားစရာမလိုဘူးဆိုတဲ့စကားလေးသိမှန်တာပဲငငယ်ကတော့ကိုချေရတဲ့သူတွေကို့အနာကထွက်သွားမှကြောက်တဲ့စိတ်နဲ့ဆိုရင်ကြည်ခဲ့ဘူးလေအဖေအမေမောင်နှမတငယ်ချင်းမိတ်ဆွေချစ်သူစသဖြင့်ကိုချေရတဲ့သူတွေကိုအနာမှ အမြဲရှိစေရှင်နဲ့ဘယ်ရာမှမမြင်တဲ့လောကကြီးကိုမိပြီးကို့အတာကိုကိုမိနေခဲ့ဘူးလေတကယ်တမ်းတော့ ဘယ်သူကမှကိုအနာမှာအမြင်မရှိနိုင်ဘူးဆိုတာပါပဲကိုကချစ်လို့ဆွဲထားပြီးမဲ့လောကတဘာဝအရခွဲသွားမဲ့သူရဲ့ကိုကိုမလို့အတော့လို့စွန့်ခွာသွားတဲ့သူရဲ့ရှိတမျိုးကိုရတမျိုးနဲ့ပြောင်းလဲသွားတဲ့မျက်နှာဖုံးတွေရဲ့ဒီလိုတွေးကြုံနေရချိန်ဆိုရင်ဘယ်သူတဦးတယောက်ကတော့ကိုရဲ့ခံစားချက်ကိုနားလဲပြီးဖေးမမယ်လို့မျောလင်းချက်ကြီးနဲ့မနေတာအကောင်းဆုံးပါ ကိုအနာကိုသိရင်ကိုတိုင်းစီတဲ့ကိုကိုကိုမှမရှိရင်ဘယ်သူမှမရှိဘူးဆိုတာအဲ့ဒီအချိန်တွေကစကားပြောတာပါ မနေချင်တဲ့သူကိုလည်းဆွဲမထားနိုင်ဘယ်ချစ်ချင်းမြတ်တာကိုမှ အတင်းလို့ယူလို့မှမရတာခွဲခွာခြင်းတွေမှလည်းဝမ်းမနေနဲ့ဖြစ်ပြီးပြတ်တတာဟာလောကသဘောပဲဆိုတာသိပြီးစင်ချင်းတုံ့တန်နိုင်ပါစေပြုံးတက်အောင်သင်ယူပါ တခါတလေရေရေမောမောနေပြီးပြောချင်မှုဆိုတာလေကို ခံစားကြည့်ပါဘဝကနိဗ္ဗာန်မဟုတ်ရင်တော့အခိုက်အတန့်တိုင်းမှာ ကျမတို့ပြောလို့ရပါသေးတယ်တခုခုဆိုရင်စိတ်ထိခိုက်ခံစားလို့ပြီးပေါက်ကွဲပြနေတာတွေခဏလောက်ရပြီးလောကဓာတ်ကိုပြန်ပြုံးပြလိုက်ပါခါတယ်ဆိုတာအရသာမတည်သေးလို့တကယ်တော့ဘဝဆိုတာချိုးရှင်ဆက်ဖန်ခါ အားလုံးရောနှောနေတာမျိုးမဟုတ်လားငိုပြီးရင်ပျော်ရမယ်လို့မထင်မှတ်တာသလိုရေပြီးရင်ဝမ်းနေရမယ်လို့ဘယ်သူမှတွေးမထားပါဘူးအစိုးလောကဒဏ်နဲ့ကြုံရင်ခံနိုင်ရင်ရှိပြီးအကောင်းလောကဒဏ်ကြမှာလေမျိုးမသွားဖို့ပဲလိုတာပါအချိန်ဘယ်လောက်ထိနေရမယ်ဆိုတာမသိသေးတဲ့ဘဝနေ့ဆွေတိုင်းမှာဘယ်အချိန်မှခွဲရမယ်ဆိုတာမသိတဲ့လူတွေကြတယ်ဘလို့စိတ်ထိခိုက်စရာတွေနဲ့ပဲကြုံပါစေ။ ကျမတို့ပြုံးတက်အောင်သင်ယူဖို့လိုပါတယ်။မငိုနဲ့လို့ပြောတာမဟုတ်ဘူးနော်။ငိုချင်ငိုချပြစ်လိုက်။ပြီးရင်အများကြီးပြောလိုက်ပါ။